မန္တလေးငလျင်ကြီးဘေးဒဏ်ကြောင့်အိုအိမ်ပျက်စီးဆုံးရှုံးခဲ့ရတဲ့နေရာများရှိရဟန်းရှင်လူပြည်သူများအတွက်စာနယ်ရိတ်ခါစီကျမ်းမာရေးနှင့်အရေးပေါ်အသုံးအဆောင်လူသုံးကုန်အိမ်သုံးကုန်ပစ္စည်းများအားလှူဒန်းပေးသွားရန် CBKMA Foundation ဥက္ကဋ္ဌဦးခင်မောင်၏ဦးဆောင်မှုဖြင့်ထုတ်ပိုးပြင်ဆင်ခြင်းပို့ဆောင်ခြင်းလှူဒန်းခြင်းလုပ်ငန်းများအားအဆက်မပြတ်ဆောင်ရွက်လျက်ရှိပါသည်အဆိုပါမန္တလေးငလျင်ကြီးဘေးသင့်နေရာများရှိအိမ်ထောင်စုပေါင်း2000စာအတွက်စားနေရိတ်ခါစေးနှစ်လူသုံးကုန်အိမ်သုံးကုန် အတုံးအဆောင်ပစ္စည်းများလှူဒန်းရန်ထုတ်ပိုးပြင်ဆင်ခြင်း၌လှူအားကုသိုလ်ပြုဆောင်ရွက်နေတဲ့နေရာများသို့ CBKMA Foundation ဥက္ကဋ္ဌဦးခင်မောင်၏ကိုယ်တိုင်တွားရောက်ကြီးကြပ်လမ်းညွှန်မှုလည်းပြုခဲ့ပါသည် န္တလေးငလျင်ကြီးဘေးဒဏ်တဲ့ရဟန်းရှင်လူပြည်သူများအတွက်အရေးပေါ်လိုအပ်နေတဲ့စားနပ်ရိက္ခာ၊ဈေး၊ကျန်းမာရေးနှင့်အရေးပေါ်အသုံးအဆောင်လူသုံးကုန်၊အိမ်သုံးကုန်ပစ္စည်းများကို CBKMA Foundation ကမန္တလေးငလျင်ကြီးဘေးဒဏ်ကြောင့်အိုးအိမ်ပျက်စီးဆုံးရှုံးခဲ့ရတဲ့နေရာများသို့အချိန်နဲ့တပြေးညီရောက်ရှိအောင်ပို့ဆောင်ခြင်း၊လူတန်းခြင်းများအဆက်မပြတ်ဆောင်ရွက်လျက်ရှိပါသည်။